အခုဒီဗီဒီယိုမှာတော့ chapter 4ဒီစက် plus and animals တွေကစိတ်ဆန်နေမှာ ဖြစ်တဲ့ယောဂါတွေပေါ့အဲယောဂါတွေရဲ့မှာဟိုကုသနိုင်တဲ့ယောဂါအကြောင်းရှင်းပြပြသွားဖြစ်တဲ့အတွက်ကြောင့်ကုသနိုင်တဲ့ယောဂါ infectious disease အကြောင်းစပြီးရှင်းပြပြမှာဖြစ်ပါတယ် infectious disease infectious ဆိုတာကုသနိုင်သော disease ဆိုတာယောဂါများအရှိမအပင်ကြောင်းမှာရောသင်ခဲ့ပြီးမှဆိုသိလောက်မယ်ဆိုရင် infectious disease တွေကြောင့်များများပါ ယောဂအပိုးတစ်မျိုးကြောင့်ဖြစ်တယ်နောက်တစ်ခုသူတို့တွေကမျိုးပွားနိုင်တယ်နောက်တစ်ခုတဦးကိုတဦးကူးစက်နိုင်ဆိုရှိတယ်အဲ့မျိုးကို infection disease တွေရဲ့အဲသူ့ရဲ့အဲဒီ characteristics တွေပေါ့နော်အဲအကြောင်းအခြေခံဖြစ်တယ်ပါမှာ infection ဆိုတာကကြတော့ကူးစက်နိုင်သော disease ဆိုတာယောဂများ are diseases that are caused by organism known as by ဆိုချင် infection diseases ကူးစက်နိုင်တဲ့ယောဂတွေဆိုတာ disease ရဲ့ယောဂတွေဖြစ်ပြီးတော့ that are caused အဲ့ဒါကဖြစ်ပါတယ် ဘိုင်အော်ဂနိုက်ဇင်းတက်ရှိတွေကြောင့်ဖြစ်ပါတယ်ဘလို့တက်ရှိလဲဆိုရင် known as ပတ်တိုဂျင်ပတ်တိုဂျင်လို့သိကြတဲ့တက်ရှိတွေကြောင့်ဖြစ်ပါတယ်တဲ့သူကဒီမှာဘာကိုပြောချင်လဲဆိုရင် infectious disease ဆိုရဲဒီကူးစက်နိုင်တဲ့ယောဂရဲ့တက်ရှိတွေကြောင့်ဖြစ်တယ်သူကဘာလဲဆိုရင်ပတ်တိုဂျင်ဆိုရဲယောဂပိုးလေး they are sometimes called communicable disease as they are passed from infected to infected people as they are သူတွေက sometimes တစ်ခါတည်းမှာခေါ်ခေါ်ကြပါတယ် communicable disease communicable ဆိုတာဘာလဲဆိုရင်ရွှေ့ပြောင်းနိုင်တယ်ချိတ်ဆက်နိုင်တယ်ဘောနော်ဆက်သွယ်နိုင်တယ် disease ယောဂအရင်လို့သူတို့သိကြပါတယ် as အဖယ်ကြောင့်ဆိုတော့ they are pass သူတွေကဖြတ်တယ် from infected people to an uh, infected people from infected to an infected people infected ဆိုတာကူးစက်ထားတဲ့သူ an infected people ဆိုတာမကူးစက်ရသေးတဲ့သူသူတို့ကိုတခါနေကြလို့ရှိရင်သူတို့ရွှေ့ပြောင်းနိုင်တဲ့ယောဂလို့ခေါ်တယ်ဘာဖြစ်လဲဆိုသူတို့က pass ရွှေရှားနိုင်တယ်ပြောင်းနိုင်တယ်ဟောပတ်ပြောင်းနိုင်တယ်ဘယ်အနေနဲ့ဆိုရင် from infected ကူးစက်နိုင်တဲ့ဟောမကူးစက်နေပြီးသားသူကနေ infected မကူးစက်ရတဲ့သူကိုသူကကူးသွားနိုင်ရဲ့ဥပမာဆိုရင်ဒီမှာပေါ့နော်ဒီပုံပေါ့ပထမအာဂျီနိုမျိုးပေါ့နော်ဒီလိုမျိုးပေါ့နောက်ခေါ်ကြတော့ sand also အချို့ကတော့ effect the anime တရိတ်ဆန်မှာပဲတက်ရောက်ပါတယ်ပြီးတော့ဘာဖြစ်လဲ ana pass ရွှေ့သွားပဲဘယ်ရတယ် from animals to humans တရိတ်ဆန်အနေနဲ့ဘယ်လိုလဲဆိုရင်လူသားရေးစီကိုကူပြောင်းသွားနိုင်ပါတယ်တချို့ကတရိတ်ဆန်တွေမှာတက်ရောက်တယ်ဒါပေမဲ့တချို့ကကြတော့ဘာလဲတရိတ်ဆန်တွေကနေလူသားရေးတွေကူပြောင်းနိုင်တယ်တဲ့ the way the way ဆိုတာနီးလန် a wish အဲ့မှာဘယ်လိုလူရဲ့နီးလန်လဲဆိုရင် pathogen pass from one host to another pathogen ဆိုတဲ့ယောဂါပို့ pass from ကကူးမယ်ဘယ်ကနေဆိုရင် from one host လက်ခံကောင်တစ်ခုကနေသူအနာအခြားသောလက်ခံကောင်ကူးတာကိုဘာလို့ခေါ်လဲဆိုရင် sys call အဲ့ဒါကိုခေါ်ပါတယ် transmission cycle ကူးဆက်တဲ့တန်နေရာယောဂတန်နေရာလို့ခေါ်ပါ transmission ဆိုတော့ပူပြောင်းတယ်ဒါပေမဲ့ယောဂပါရတယ်ပါယောဂတန်နေရာလို့ခေါ်ပါဒါပေမဲ့နံပါတ်၁အကြောင်းကိုခေါ်ပြထားဖြစ်တယ်နံပါတ်၁အကြောင်းမှာဆိုရင်သူကပါပါလို့ဆိုရင် pathogen ဆိုရက်ကြီး ယောဂါပိုးရောဂါဒီဒီဘော infection disease တွေကိုဖြစ်စရာပါလဲဆိုရင်ဒီပက်တိုဂျန်တွေကဖြစ်စရာပေါ့နော်ဒါပက်တိုဂျန်တွေပေါ့အဲမှာဆိုဗာပက်တီးရဲပါမယ်ဒါမျိုးဆိုရင်ဒါပက်တီးရဲပါမယ် virus တွေပါမယ်เนาะအဲ့လိုမျိုးနောက်ကြောက်ပါလဲဆိုရင်ဒီကောင်ကဗာ infection disease ကိုဗာလို့ခေါ်တယ် communicable disease ဒီပေါ့ဗာတုံးနဲ့တုံးကနေကူးစက်နိုင်တဲ့ယောဂါသူကရွှေရွှေရှားနိုင်တဲ့ယောဂါလို့ဆိုဗာအလွယ်တင်စားပြီးခေါ်ကြရပါမယ်เนาะဒီမှာဆိုရင်သူက infected ပြီးပဲကူးစက်တဲ့လူကူးစက်တဲ့သူကဗာလဲနောက်ထပ်မကူးစက်ရသေးတဲ့သူကိုဖက်ကူးတယ် ပြီးအကူးဆက်ပြရဆိုပါလေဘယ်တော့မကူးဆက်နည်းနည်းလေးပဲကူးဆက်ရတယ်တက်ကူပြနောက်ပါမအန်အင်ဖက်တက်ပြီးပဲဆိုတော့မကူးဆက်ရတယ်လို့လည်းထက်ပြီးတော့ကျောကကူးပါတယ်အဲ့ဆိုပါလေကူးဆက်တဲ့သူကနေမကူးဆက်တဲ့သူစီရောကျောကကူးသွားပုံစံနော်နောက်ကြောက်ပါ animal to human တချို့တော့ရောအဲ့ဒါပါလေ zoonotic transmission လို့လည်းခေါ်အနောက်ဘက်မှာပါတာပါဘောနော်ဒါကြောက်ပါလေဆိုရင်တိရစ္ဆာန်တွေမှာဖြစ်တဲ့ယောဂအချို့ယောဂရဲ့တိရစ္ဆာန်တွေမှာဖြစ်တယ်ဒါပေမဲ့အဲ့တိရစ္ဆာန်မှာဖြစ်တဲ့ယောဂပါလေလူသားတွေကိုလည်း ူးဆက်လာနိုင်ခြင်းရှိတယ်တဲ့နောက်ကြတော့ပါလဲဆို transmission cycle ဒါယောဂတန်ရင်ယောဂတန်ညာဆိုဒီမှာဥပမာနဲ့သူပြထားတာပါလဲပတ်တူဂျင်ကယောပတ်တူဂျင်ဆိုရင်ယောဂဖြစ်စေအကောင်ဘယ်လိုမျိုးယောဂကိုဖြန့်တယ်လဲပေါ့နော်ဒီမှာဆိုရင်ယောဂတန်ညာဆိုရင်ခြင်ကိုက်လို့ခြင်အားနေကူးတယ်လူကူးတယ်အဲ့လူကနေယောဂပြန်သွားရင်ယောဂပြန်သွားရင်အဲ့လူကယောဂဖြစ်လာဖြစ်လာပြီးအဲ့ယောဂဖြစ်တဲ့လူခြင်အားပြန်ကိုက်ပြီးတော့နောက်ထပ်လူကူးတယ်တနည်းအားဖြင့်အဲ့ဒါဘာလဲဆိုရင်အာ ။ဘာလို့ပြောလို့ရလဲဆိုလို့ရှိရင်ဒါကဒီတွင်းလို့တုပ်ပွေးဒီလိုနောက်ငှက်ဖျားယောဂါမျိုးဆိုတာဒီလိုမျိုးတန်ရာလေရပါတော့ဒီလိုမျိုးပြောလို့ရပါလေ။ The prevalence prevalence ဆိုတာဆိုတာပြန့်နှံ့မှုပြောတာ The prevalence of a disease is that sorry The prevalence ဆိုတာပြန့်နှံ့မှု of a disease ယောဂါတစ်ခုရဲ့ပြန့်နှံ့မှုဆိုရင်ဟုတ်ပြီပထမအပိုင်း ။ဒါကြတော့ဘာအကြောင်းပြောသွားလဲဆိုရင်ဒီအကြောင်းအာအကြောင်းလေးချက်ပေါ့နော်အဓိကအကြောင်းလေးချက်ပြောသွားတယ်။ဘာလဲဆိုရင်ပတ်တိုဂျန်ရဲ့ communicable disease ရဲ့ animal to human transmission cycle ဟုတ်ပြီ။နောက်တစ်ပိုင်းမှာကြတော့ဘာအကြောင်းအဓိကပြောမယ်ဆိုရင်ဒါမှာ prevalence ဟုတ် sorry prevalent endemic epidemic pandemic morality ဆိုတဲ့အကြောင်းအဓိကပြောသွားတယ် prevalence ဆိုတာဘာလဲ prevalence ဆိုတဲ့ disease ရောဂါတစ်ခုရဲ့ပြန့်နှံ့မှုဆိုရင်ね ောင်းရတစ်ခုပြင်းနေမှာ is a name မှာအရေးအတွက်ဖြစ်ပါတယ် copy ပဲလူရဲ့ရေးအတွက်ဖြစ်တယ်တဲ့ who have find sign the disease at any one time ဟာအချိန်ခါတကူမှာဥစ္စာ2020ဆို2020နှစ်2020နှစ်ရပါတယ် January ဟုတ်တယ်2020ဆို2020 2020ပါလဲ February အဲ့အချိန်တစ်ချိန်အတွင်းမှာဘာဖြစ်လဲဆိုရင် the name of people လူရေးအတွက်ဘယ်လိုမျိုးလူရေးအတွက်ဆို who have the disease အဲ့ဒီယောဂတစ်ခုယောဂတစ်ခုကိုအဲ့ဒီအချိန်တစ်ချိန်အတွင်းမှာအာခံစားရတဲ့ဒုရေသွက်ဆိုတာဘာလဲဆိုရင်ယောဂရဲ့ပြန့်နှံ့မှုဖြစ်ပါတယ်။ဥပမာအဲ့ဒါကိုဘာပြောရချင်လဲ2020မှာ COVID-19 ဆက်ဖြစ်တယ်ဆိုပါစို့2020မှာ COVID-19 ရေအာ2029ကုန်နေကုန်ပြီ2020ရောက်တဲ့အချိန်မှာ COVID-19 ဆက်ဖြစ်တယ်။ပြန်2029မှာ COVID-19 ဖြစ်ဖြစ်ရဆိုရင်ဟုတ်ပါ2029ရဲ့ February လမှတ်ရဘယ်ရက်ဆိုရက်လဆိုလအချိန်တစ်ချိန်အတွင်းမှာအဲလူပဲတယောက်ကဒီ COVID-19 ယောဂါ ရှိတယ်ဆိုရင်အဲ့ဒါကအဲ့ရအဲ့ဒါရဲ့အရေးအတွက်လူရည်အတွက်ကိုဗစ် -19 ယောဂါဖြစ်တဲ့လူရည်အတွက်အဲ့ယောဂါတခုဖြစ်တဲ့လူရည်အတွက်ဘာလို့ခေါ်လဲဆိုရင် the prevalence တော့ဘာလို့ခေါ်လဲဆိုရင် that အဲဘာလို့ခေါ်လဲဆိုရင် the prevalence of a disease ယောဂါတခုရဲ့ပြန့်နှံ့မှုလို့ခေါ်ပါတယ်တဲ့ဒီကနေ့သူကဘာပဲပါဝင်လဲဆိုရင်လူရည်အတွက်ရဲ့အချိန်ရဲ့နှစ်ခုကို ပါနေပေါင်းစီပြောဆိုတာ prevalent ပြန့်နှံ့မှုဆိုတာတွေ့တာပေါ့နော်။နောက်ခုရတွေ့ဟုတ်ပြီ။နောက်ထပ်အခေါ်ဝတ်တစ်ခုဆိုတာရှင်းပြ။ disease ယောဂ that are always အမြဲတမ်း in population လူတွေကြားထဲမှာ always အမြဲတမ်း disease ဖြစ်နေတဲ့ယောဂကိုကြားတော့ဘာလို့ခေါ်လဲ။အဲ့တော့ဘာလို့သတ်မှတ်လိုက်အာ describe အဲ့ကောင်သတ်မှတ်လိုက်ပါတယ်။ as endemic endemic လို့သတ်မှတ်လိုက်ပါတယ်။ဘာလို့ endemic လို့သတ်မှတ်လိုက်တယ်လို့ပြောလဲဆိုရင်ယောဂတွေကိုလူတွေကဒီကောင်ကတော့လူတွေကြားထဲမှာအမြဲတမ်းဖြစ်နေဖြစ်တာရှိတယ်။ အဲအဲ့ဆိုရင်အဲ့တော့အန်ဒမင်လို့သတ်မှာမဟုတ်ဘူးယောဂါကဖြစ်လေဖြစ်တာရှိရနေတပြည့်ပြည့်ယောနေလာတယ်ကြောက်တော့မယ်ငွေရမယ်ဖြစ်လေဖြစ်တာမရှိဘူးဆိုရင်သူအန်ဒမင်လို့မသတ်မှတ်တော့ဘာမို့ပဲနဲ့ယောဂါအလွန်အကျွံဖြစ်တယ်ဘလူရဲမှာတယောက်စားနှစ်ယောက်စားဖြစ်တယ်ဆိုတော့အန်ဒမင်လို့သတ်မှတ်တယ်ဥပမာဆိုရင်ဖြားနာယောဂါဝမ်းပြဝမ်းလျှော်တချို့ဝမ်းပြဝမ်းလျှော်အနုစားရင်အဲ့လိုမျိုးယောဂါမျိုးရင်နောက်တစ်ခုဆိုရင်အဲဒီတွေးလို့တုတ်ကွေးယောဂါမျိုးဆို ဒါကပြည်လူတို့ဝေယောဂါတို့နောက်မှတ်ဖျားတို့ဆိုရင်ဒါ enemy လို့တက်မှာဘာလို့ဆိုတော့ तू อ่ะအကျိုးဆိုငှက်ဖျားမဖြစ်တော့တဲ့နေရာမှာဒီငှက်ဖျားကို enemy လို့မသတ်မှတ်တော့ဘူးပေါ့နော်အာဒီမှာဆိုရင် तू ဖြစ်နေဖြစ်တာရှိတဲ့ယောဂါမျိုးဆိုတော့ enemy လို့သတ်မှတ်ဘယ်လိုမှသတ်မှတ်လဲဆိုရင်လူတွေကြားထဲမှာ impopulation လူတွေကြားထဲမှာအမြဲတမ်း always ဖြစ်နေဖြစ်တာရှိတဲ့ယောဂါမျိုး enemy လို့သတ်မှတ်ပါတယ်တဲ့ဟုတ်ပြီယောဂါတစ်ခုကဘာ enemy လား enemy မဟုတ်လားဆိုဘယ်လိုကြည့်မလဲလူတွေကြားထဲမှာဖြစ်နေဖြစ်တာဖြစ်ရဲ့ယောဂါအဲ့ဆိုရင် enemy နောက်ခုကြောင့်တော့ဆက်ရှင်းပြပါမယ်နောက်တစ်ခုကတော့တဲ့ an epidermis epidermis ဖြစ်ပါတယ် epidermis ဖြစ်တယ်အဲ epidermis တခုက organ ဖြစ်ပေါ်အဲ့ဘာအေးအော်နဲ့စားရတဲ့ဒီမှာအန်နော်အော်ကာဖြစ်ပေါ်ပါတယ်တဲ့ခွန်းဘဲချင်းမှာဖြစ်မှာ there is a sudden increase ခွန်းဆိုအချိန် there is ဆိုတာဖြစ်သည် and sudden ဆိုရုပ်တရက် increase ဆိုမြင့်တက်လာရုပ်တရက်မြင့်တက်လာပမာမြင့်တက်လာ in the number of people လူရည်အတွက်ရုပ်တရက်ဖြစ်လာဘာလဲဆိုဥပဒေ disease ယောဂတစ်ခုနဲ့အတူဖြစ်နေတယ်လူဆိုတာအဘာပြောလဲယောဂတစ်ခုခုဖြစ်နေတယ်ဥပမာဆိုရင်အာဝမ်ပြဝမ်ရှော့ကိုဥပမာထားပါတော့ဝမ်ပြဝမ်ရှော့ကိုကျုပ်တည်းရဲ့လူတွေအများအပြား sudden increase ညမောက်ပြီးပဲလူတွေပုံမှန် endemic အခြေအနေမဟုတ်ပဲနဲ့လူတွေအများအပြားယောဂတစ်ခုကိုအာရှိတဲ့ဖြစ်ယောဂတစ်ခုကိုဖြစ်တဲ့လူအရေအတွက်အများအပြားဘာဖြစ်မလဲ sudden increase ကျုပ်တည်းရဲ့မြင့်တက်လာဥပမာဆိုရင်အာလူတွေအများကြီးမှာတစ်ယောက်လောက်ကအာတလမှာ တရားလောက်ကအဲဘာဝမ်းမြောက်ဝမ်းလျှောက်ဖြစ်တာဘာမှမဖြစ်ဘူးဒါပေမဲ့တစ်ချိန်တည်းမှာအဲ့အရေအတွက်ကနေအာတနေ့တည်းကိုလူအကြောက်တရားမှာ20ရဝမ်းမြောက်ဝမ်းလျှောက်ဖြစ်လာပြီဆိုရင်ဒါအချင်းနေမကောင်းတော့ဘောနော်သူအကြီးကအရေအတွက်တွေသူ့ဥစ္စာတွေကိုသူကြည့်ရအောင်မှဆိုဒီပုံမှာပြထားဆိုလို့ရှိရင်အဘိဓမ္မေပေါ့နော်သူယောဂအမှဆိုပုံမှန်ဖြစ်တဲ့တက်နေတိုင်းပဲ ပါဖြစ်တာမဟုတ်ဘဲနဲ့ရုတ်တရက်ယောဂဖြစ်တဲ့နှုန်းကအများကြီးမြင့်တက်သွားတယ်။ရုတ်တရက်ကြီးမြင့်တက်သွားတဲ့အခြေအနေမျိုးဆိုရင် epidemic လို့ခေါ်ပါတယ်တဲ့။အဲ့မျိုးကတော့အဲ့ကြောင့် endemic ကနေ epidemic ဆိုပြီးတော့ဖြစ်လာနိုင်တယ်။အဲ့ကြောင့် endemic လား endemic ပဲလား epidemic လားဆိုတော့ describe လုပ်ရတယ်လို့ကျွန်မ describe လို့သုံးထားပြီပေါ့နော်။ဒါကြောင့် epidemic ကဘယ်လိုအခြေအနေမျိုးမှာဖြစ်လာနိုင်လဲဆိုတဲ့အတွက်ကြောင့်ပါလဲ။သူက orcas လို့သွားသုံးထားပါတယ်။ဒါတို့ကပါလဲဆိုတော့ pandemic pandemic ကလူတိုင်းကြည့်ကြတယ်။ covid-19 က pandemic တမျိုးဖြစ်ပါတယ်။သူကပါလဲဆိုကူးစက်ယောဂါ pandemic ကဩဂါဖြစ်ပေါ်လာဟွန်းဘယ်ချိန်မှာဆို there is a increase အဲ့ဒါလည်းတွေ့လေမြင့်တက်လာဘလို့မြင့်တက်လာ in the number of cases number of ဆိုအရေအတွက်အများကြီး of the cases ဆိုတာကအမှုပေါ်ဖြစ်ရတယ် throughout the container container ဆိုတာတိုက်ကြီးရကြ for across the world ကဘာကိုကဘာနဲ့တခုလို့ across the world ဆိုကဘာကိုဖြတ်ပြီးတော့ throughout a container တိုက်အချင်းချင်းတိုက်ဆိုအာရှတို့ရောပိုင်းအချင်းချင်းကိုကြော်ဖြတ်တဲ့ throughout ကြော်ဖြတ်ပြီးတော့ညမောင်း cases ယောဂတယောက်တယောက်ဖြစ်တာမဟုတ်ယောဂဖြစ်တဲ့ဖြစ်ရတဲ့ increase မြင့်တက်လာမယ်ဆိုတော့အဲ့ဒါဘာလို့မြင့်တက်လာခြင်းအဲ့ဒါဘာလို့ဘာဖြစ်ပေါ်လာပြီလို့ပြောလို့ရဖန်တဲ့မြေကူးဆက်ယောဂဖြစ်လာပြီလို့ပြောလို့ရပါတယ်တဲ့ဥပမာဆို global spread effect ဒီကမ္ဘာလုံးပြန့်နေတာကြာဒီတိုက်ဒီကမ္ဘာလုံးတစ်ခုလုံးတက်ရောက်မှုဖြစ်စေရပါတော့ဒီမှာဆိုလို့ရှိရင်ဥပမာဆိုရင်ဒီမှာပထမဆုံး covid-19 ဖြစ်ဆိုအာရှတိုင်းမှာဖြစ်တယ်အာရှတိုင်းမှာဖြစ်ရင်သူ့ကိုဗာလဲ pandemic လို့မတတ်မှတ်သေးဘူး သူဘာယုတ်တိုင်မြင့်တက်လာရတဲ့ကြောင့်ပဲအပီတမ်းမင်းလို့ပဲဘာအာရှတိုင်းမှာဖြစ်နေတော့သူဘာလို့လဲဘာပါရှတိုင်းမှာဖြစ်နေတော့သူဘာလို့ပဲတတ်မှောင်လဲအန်တမင်းလို့ပဲတတ်မှောင်ဂျာမင်းပဲဘာဖြစ်လဲအာရှတိုင်းကဥရောပတိုင်းကူလာအာရှတိုင်းကအာဖရိကကူလာဘာဦးတေးဝါနေဆိုရင်မြန်မာကူလာနောက်ပါလဲအာတေးဝနိုင်ငံကနေနောက်တစ်ခုအမေရိကန်နိုင်ငံကူလာအမေရိကတိုက်ကိုဖူးလာဟုတ်ပြီအဲ့မြေမြေတွေကြော်လာပြီကဘာတစ်ခုလုံးပြန်လာပြီတိုက်ကြီးတွေကြော်လာပြီကဘာတစ်ခုလုံးပြန်လာဆိုအဲ့ကောင်ဘာဖြစ်လာဆိုရင်ပန်ဒမစ်ဖြစ်လာပြီနော် the death rate ောက်ဆုံးတစ်ခုကြတော့တဲ့ Jarrett ဆိုတေဆုံးတော့ from different disease ဒါတော့ဗာလဲ different disease တော့ယောဂတစ်ခုလည်းမဟုတ်ဘူးယောဂအားလုံးရဲ့တေဆုံးတော့ဘာဆိုရင်တခြားယောဂဖြစ်ကိုဗစ် -19 ဖြစ်သလိုတခြားယောဂတွေလည်းရှိမယ်အဲ့ရဲ့တေဆုံးတော့ the Jarrett အဲတေဆုံးတော့ကြာ is refer သတ်မှတ်ပါ as to mortality mortality ဆိုတာကဘာလဲဆိုရင် အာတနည်းအားဖြင့်အဲ့ဒါကိုတည်ဆုံးနှုံးပေါ့နော်အသက်ရှင်နိုင်တဲ့နှုံးကိုသူကသတ်မှတ်တယ်ဥပမာဆိုရင် the degenerate from a disease ဒီယောဂါတစ်ခုကနေတည်ဆုံးနှုံးကို model mortality လို့ခေါ်တယ် cases resulting death ဒီဖြစ်ရတဲ့အနေနဲ့တည်ဆုံးနိုင်မှာ mortality ဆိုတာဘာလဲဆိုရင်ယောဂါတစ်ခုကဘယ်လောက်တည်ဆုံးနှုံးလို့ပြောလို့ရတယ်ပေါ့နော် sign disease ဟောအချို့သောယောဂါ worldwide ဒီကမ္ဘာလုံးမှာဖြစ်လေဖြစ်တာရှိရ worldwide ဆိုတော့ worldwide important ဒီကမ္ဘာလုံးနဲ့အရေးကြီးတဲ့ တစ်ခါလုံးနဲ့အရေးကြီးဆိုတစ်ခါလုံးမှာအရန်ဖြစ်တယ်ဖြစ်ဖြစ်ဖြစ်တာရှိရဲ့ယောဂမျိုး body importance တစ်ခါလုံးအတွက်အရေးကြီးသတိထားရမယ် fantasy ယောဂရတော့တဲ့ are shown in detail အာဇာတ်ရဲမှာပြထားပါတယ်ဒါဆိုရင်ဘယ်တော့အိမ်မသွားခင်အရင်ဆုံးဒါကိုရှင်းပြလိုက်မယ်ဟုတ်ပြီအချိန်တစ်ချိန်နဲ့အချိန်တစ်ချိန်နဲ့အာယောဂဖြစ်တဲ့လူရေအတွက်ကိုဘာလို့ခေါ်လဲ prevalence ဘယ်လိုကပါလဲဆိုရင်ယောဂရဖြစ်ဖြစ်ဖြစ်တာရှိရဲ့အဲဥစ္စာမျိုး endemic တော့မဟုတ်အန်ဒမစ်မှာမှာယောဂရုပ်တရက်ကြီးသူဖြစ်လေဖြစ်တာရှိရတယ်များလာပဲဆိုတော့အပီဒမစ်အဲ့ယောဂဘယ်လောက်ထိဖြစ်လာပြီဆိုရင်အာနိုင်ငံတိုက်တွေဂျာရဲမှာကူးစက်လာတယ်ကမ္ဘာလုံးပြန်လာရင်ပန်ဒမစ်အဲ့ဒီဖြစ်တဲ့ယောဂတွေအားလုံးဘယ်ဘယ်ယောဂမဆိုအယောဂရဲ့တည်စီနိုင်တဲ့အရေးအတွက်တည်စီနိုင်တဲ့နှုံဝင်ကြတော့ဘာလို့ခေါ်လဲ mortality လို့ဒီမှာဘယ်နဲ့ချက်ရှိလဲ၅ချက်ပါ vitamins ၅ခုပေါ့နော်အဲ့ဒါကိုတမတ်တန်နေနေလဲမေးပါတယ် ။ဒီမှာကျတော့ခဏပြောခဲ့တယ်။ Synthesis ဒါပေါ့နော်တမတ်တန်နေမြင်ဒါဆိုပါလေ Black Blend Ogre ပါပေါ့။အဲ Juan Day စစင်း is in over cases to our continent across the world academy အဲ့လိုမျိုးမေးနိုင်နော်ဘယ်ဟုတ်ပါလဲဆိုရင်စံဒါဒီကမ္ဘာလုံးမှာအရေးကြီးပြီးတတိယဆောင်ကြမယောဂရဲမှာတဲ့ဒီကမ္ဘာလုံးနေနဲ့ဖြစ်တယ်ဖြစ်တာရှိရဲ့အဲပေါ့ဒီကမ္ဘာလုံးနေအရေးကြီးရဲ့ယောဂပါနော်အဲ့မှာဆိုရင်ပထမဆုံးနေနဲ့သူကဘာကိုပြောထားလဲဆိုရင် ဒါစီယောဂပဲနောက်ခုကြပါယောဂဖြစ်စေယောဂပိုးမွားအကြောင်းပြောပြီးတော့နောက်ခုပါယောဂဖြစ်စေတက်ရှိအကြောင်းပြောလိုက်ဒီတက်ရှိအဖာမျိုးစားတယ်ဟုတ်ပြီခုကဆိုရင်ဒါဘာနဲ့တူလဲဆိုရင်အာအာဒီနေ့အာဒီယောဂဖြစ်စေတဲ့ အကောင်ကဘာဘာအမျိုးနွယ်ဝင်လဲပေါ့နော်သူမိသားစုပေါ့သူဘာမိဖယားမိသားစုလဲပေါ့အဲအဲ့လိုမျိုးပြောချင်တာဒါကတော့သူဒါသူ့ရဲ့မိသားစုအဲအဲ့လိုမျိုးပေါ့နော်ပထမတစ်ခုကဗာလေယောဂဗာယောဂလဲဆိုရင် corella ဆိုတဲ့ဗာလေအဝမ်းပြတ်ဝမ်းလျှောယောဂကာလာဝမ်းယောဂလို့မြန်မာလိုခေါ်ကြတယ် CHO area ရဲ့ corella corella ကိုလာရာပေါ့နော်ကိုလာရာသူကဘာယောဂသူကြတော့သူ့ဖြစ်စေအကောင်ကဗာလေဆိုရင်ဘာလို့ဗာလေဆိုရင်သူကဒါဆိုရင်ဒါမင်းဆောင်တဲ့ရေရာယောဂဒီမှာ မြင်တဲ့ချက်ဒါဒီမှာလည်းမြင်တဲ့ချက်ဒါပြီးပေါ်ပင်နဲ့ဒါမယ်နော်စက်ထားပါဒါပေါ်ပင်နဲ့ဒါမယ်ဒီမှာမြင်တဲ့ချက်ဒါဒီမှာမြင်ချက်ဒါပြီးတော့ရေးရပါမယ်နော်ကိုဖြည့်ရခါကျရင်ဒါပါမရမှာမပါလို့ရှိရင်ဒီမှာဖြည့်ရဖြည့်ရဟာအမှတ်မရပဲနေပါလိမ့်မယ်အမှတ်လုံးဝမပေးဘူးဖြစ်ပါလိမ့်မယ်နော်ဒါပါလို့ဆိုရင် vibrio vico colari ပေါ့နော် v i b r i o c h o a r i vibrio 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 ဒီကောင်ပါလေ virus ပေါ့ virus ဖြစ်ဖို့ညာရပေါ့နော် vibrio colari ပေါ့ဒါအလွယ်မဲ့တာနော် ။ဟောက် sorry sorry မားလို့မားလို့မားလို့ vibrio cholerae က virus မဟုတ်ဘူးနော် sorry sorry vibrio cholerae vibrio cholerae ကဘာလဲဆိုရင်သူ့ရဲ့အမျိုးနာမည် bacteria သူ bacteria ဖြစ်တယ်။ bacteria နဲ့ virus ကဘယ်လိုကွာလဲဆိုလို့ရှိရင် bacteria မြက်ဖြစ်တဲ့ရောဂါတွေကဟောမှာဆိုဝမ်းပြဝမ်းရှောယောဂါတွေ bacteria ရောက်ဖြစ်တဲ့ရောဂါတွေအဲဆိုတော့ဒါကြောင့်ဟွန်းဒီပိုသက်စေးဘာမှမဆိုဘက်တီးရီးယားဒါပနေရာကန်တော့သိစေနိုင်တယ်လို့ဘာလို့အဲ့လိုမျိုးပြောရဲဆိုတာဒီ ဒီဒီ1ပြောင်း1ရှော့ယောဂါကိုကာကွယ်ဖို့เนาะအဲကြောင့်ဘာဖြစ်လဲဆိုရင် bio collar ရာဒီကိုရတာကိုဖြစ်စေသူကဘယ်မိသားစုရလဲဆိုရင် bacteria မိသားစုอ่ะเนาะ bacteria ပေါ့ bacteria မိသားစုဆို bacteria မိသားစုလိုက်ရှိရဆိုသူကအများကြီးပြောရရင် bacteria မိသားစုอ่ะเนาะအဲ့လိုပြောလို့ရပါတယ်နောက်ကဘာလဲဆိုရင် bacteria အကြောင်းနေအရင်ပြောမယ်နောက်သူသူ့ရဲ့အဲ့လိုပဲသူ့ရဲ့မိသားစုဝင်လာမှာနောက်ထပ်တစ်ခါဘာဆိုရင်သူ့ဖြစ်စေယောဂါ tuberculosis T U B R C U L O S I S tuberculosis tuberculosis ဆိုတာဘာလဲဆိုရင် ကျုပ်ဆိုတာပြုံကုလောဆစ်ဆိုတာဒီလယ်ချောင်းမှာရှင်ပြုံနဲ့ပတ်သက်တဲ့ရောဂါပေါ့နော်အဲ့လိုအလွယ်မဲ့လို့ရတယ်ဒါဆိုရင် mycobacterium tuberculosis ဒါဘာလဲဆိုရင် TB ရောဂါလူတွေအခုတော်တော်များသိကြအရင်အရင်ဖြစ်တာဆိုတဲ့ဆေးတောက်ပြီးတော့6လဆေးတောက်ပြီးတော့ဒီပြင်းထန်တဲ့ TB ရောဂါအဲ့ကြောင့်သူက worldwide importance မှာပါပေါ့နော်အဲ့ TB ကိုသူကအကျယ်ဖြန့်မှန်ဆိုရင် tuberculosis လည်းပါရင်တော့ move it and movies ဆိုပြီးပါတယ်ပေါ့နော်မာဆိုရင် my c m y my c o သူကဘာလဲဘက်တီးရီးယားမျိုးနဲ့ဆိုတာ mycobacterium လို့ວ່າပါတယ် tuberculosis ဒီမှာ m dot m ဆိုရင် m ကိုမြင်းတစ်ချက်တာ movies ကိုမြင်းတစ်ချက်တာเนาะတေချာအောင်ပြန်ပြပေးပါမယ်မာဆိုရင် am ကိုမြင်းတစ်ချက်ဒါ bovis ကိုမြင်းတစ်ချက်ဒါပါမယ်နော်။ဒါဆိုရင် mycobacterium ကိုမြင်းတစ်ချက်ဒါ tuberculosis ကိုမြင်းတစ်ချက်ဒါ။ဘာလို့ဆိုတော့ဒါအုပ်စုဝင်တစ်ခုစီမို့လို့ပါနော်။ ဒီမှာ M ဆိုတာဒီကောင်အကျယ်ရေးမယ်ဆိုရင်ဒါ Michael V Michael Bacteria ပြောတာဒါပေမဲ့သူကအချင်းချုပ်ပြီးရဲ့။ဒါ Michael Bacteria Tuberculosis and Bovis ဆိုရောသူကယောဂဒီ Tuberculosis ကိုဖြစ်စေယောဂအကောင်ပေါ့ယောဂ Tuberculosis ကိုဖြစ်စေယောဂပိုးကပိုးကနှစ်မျိုးရှိတယ်။ဒါလည်း Michael Bacteria Tuberculosis နဲ့ and Bovis ဆိုပြီးတော့ and Bovis ဆိုပြီးတော့နှစ်မျိုးရှိ။အဲကောင်တွေကဘယ်ကမိသားစုလဲဆိုရင် Bacteria မိသားစုတွေ။ โอเคဒါဆိုဗတီးယားမြားစုကဖဒူရီဖဒူရီပါတယ်ဆိုရင်ခဏဆိုကိုရယ်လာနောက်တစ်ခုသူကကိုရယ်လာဖြစ်စရာဖိုင်ဘရီယိုကိုလာရီတိတ်ကောင်ပဲမြားစုဆိုဗတီးယားမြားစုကနောက်ကပါတယ်ကျူဘာကူလိုစစ်သူဖြစ်စရာကမိုက်ကိုဗတီးယားနဲ့အဲမိုက်ကိုဗတီးယားကျူဘာကူလိုစစ်နဲ့အဗိုဘစ်ဒါဆိုအဲ့ကောင်ပါဆိုရင်ဗတီးရီယန်ဆိုပါတယ်ဒီမှာဘောနော်ကိုလွယ်အောင်ဆိုပြီးတော့ချက်ရေးတဲ့ခါကျရင်ဘယ်ဖြစ်ဖြစ်ဖြေးခါကျရင်ဖြစ်အစင်တိုင်းမဖြစ်ရင်နေပါစေကိုကလုံးဝမေ့သွားအစင်တိုင်းမလုံနိုင်ရင်လည်း ဒဲမထားခဲ့ပါနဲ့အရင်လည်းမစဉ်းစားနေပါနဲ့ဖြစ်အောင်ရေးလိုက်ပါအသူတင့်တော်တယ်လို့အမှတ်ပေးမယ်တမှတ်လောက်ရယ်ရှော့ရင်ရှော့ပါဘောနော်အိုကေကွာဘာမှမရေးခဲ့ဘူးဒီအဓိကပါလဲဆိုရင်အစင်တိုင်းမှားလို့မရဘလို့မှားလို့မရလဲဆိုရင်ဂျောကောသူ့ဖြစ်စေအကောင်နဲ့တွေ့မိသားစုဝင်တွေကဘာလဲမှန်မှန်ကန်ကန်တဲ့တန်းနဲ့ကိုရှိနေရမယ်အဲ့ဒါမှန်ဖို့ကအဓိကပါเนาะကျွန်တော်ဒါအဓိကကြတာကိုပြောပြပါပြီဂျင်းနဲ့ဟာကတော့ အဲ့အဓိကကြတာဦးစားပေးပြီးတော့မှန်အောင်ရေးခဲ့ပါဘူးနော်မှန်လေးပိုကောင်းနေပါပဲမလေးရီးယားကျန်တဲ့အမှန်လေးပိုပြီးတိကျလေးပိုကောင်းနေပါပြီနော်အဲ့တော့ကျန်ပြောပါမယ်ဘောက်ကရသူတစ်ခုတည်းအာတစ်ခုတည်းရှိတဲ့အကောင်ပေါ့နော်ပါလဲဆိုရင် protest အရှိမပြောခဲ့တဲ့ဥစ္စာဆိုရင်အာ protest ဆိုတဲ့အကောင်နေပေါ့နော် fungi တို့ protein fungi တို့မဟုတ် bacteria virus protist ဆိုပြီးရှိရင်ဒါဆိုရင်သူကပါတယ်မလေးရီးယားအရှိမနောက်ပိုင်းမှာပါလာမယ်ငှက်ဖျားပိုမလေးရီးယားပါတယ်မန်လာ ရိယာဆိုတာငှက်ဖျားဖို့ဘာမှမပါမငှက်ဖျားဖို့ငှက်ဖျားဖို့ဖြစ်စရာမယ်ပလက်စမိုဒီယန်ဆိုရင်အကောက်ပလက်စမိုဒီယန်ကောင်ကငှက်ဖျားဖို့ဖြစ်စရာအဲပလက်စမိုဒီယန်ကတော့ဘယ်သူကတည်လဲဆိုချင်းရတည်နော်ဒီဟာဆိုငှက်ဖျားဖို့ဖြစ်စရာအကောက်ကဘာလဲဆိုရင်အကောက်အဲပိုးကောင်ကဘာလဲဆိုရင်ပလက်စမိုဒီယန်ပလက်စမိုဒီယန်ကြောင့်ဖြစ်တယ်ပလက်စမိုဒီယန်မှာတော့ဘာလဲမက်ကိုမက်ကိုဘက်တီးရီးယန်ကျူအာကူလိုဆစ်အန်ဗိုဗစ်ဆိုနှစ်မျိုးတယ်လားမဟုတ်ဘူးနှစ်မျိုးတယ်ဆိုတော့များတယ်နှစ်မျိုးလည်းမဟုတ်ဆိုတော့များတယ်ဆိုတော့ဘယ်နှမျိုးဆိုတော့ ဆိုတော့ပါအဲ့ကြောင့်သခိုင်းနဲ့ four species အမျိုးအစားလေးမျိုးပါလဲ plasmodium ဒါဆိုရင်ပါလဲ malaria ဒီငှက်ဖျားကိုဖြစ်စေရပါလဲ plasmodium အမျိုးအစားဒင်းမျိုးอ่ะဖြစ်စေအဲ့ plasmodium ကဗမာအမိသားစုလဲဆို protist ရဲ့မိသားစုဖြစ်ဗာ protist ပြီးွားနောက်တစ်ခုကကြောင့်အများဆုံးဖြစ်တဲ့ virus တွေအကြောင်းဖြစ်မြဲ virus မှာအာလူတိုင်းသိရဲ့ HIV AIDS တော်တော်များများ HIV AIDS ဆရာက HIV HIV AIDS ကိုသူ့အရှိကောင်ဒီမှာပေါ့နော်ဒါကိုယူလိုက်တယ်ယူလိုက်ပြီးတော့ A ဆိုတာ human လူမှာဖြစ်တာ immune ဆိုတာ immune ကိုခံ deficiency ဆိုတာကဘာလဲဗာကျဆင်းမှုအဲ့တော့ immune ပေါ်မှာ e မထည့်ပဲ no ထည့်လိုက်ပြော i m m u n o immune d e f i c i e n c y deficiency immune deficiency ကိုခံအားကျဆင်းတဲ့ virus ကိုခံအားကျဆင်းတဲ့လူသားတွေကိုကိုခံအားကျဆင်းစေသော virus hiv ဆိုတဲ့ virus ကဗာရောဂါဖြစ်စေလဲဆိုရင် HIV AIDS ရောဂါကိုဖြစ်စေရရောဂါပိုးဖြစ်တယ်။ HIV ရဲ့ရောဂါပိုးဘာလို့ခေါ်လဲဆိုရင် HIV လို့ခေါ်တယ်။ HIV ကတခြား AIDS ကဘုနော်ဒါပေမဲ့သူကနှစ်ကွက်တူပဲ။ခွမ်းကြဆင်ရောဂါဒါပေမဲ့ HIV ဆိုတာဘာလဲ။သူ့ရဲ့ရောဂါပိုးကိုအမည်နေတဲ့အဲရောဂါနာမည်ပြန်တက်တာဘုနော်။သူကဘာလဲ virus ဆိုတဲ့တရားသူကဘာလဲ။တခြားဖြစ်နိုင်စရာအကြောင်းရှိုးပဲ virus ပဲဘုနော်။ဆိုတော့ virus တဲ့က virus ကတော့ကောင်းလဲသူက virus ကြာတော့မှသူ့ကိုသူအမည်နာမည်ထည့်ပြီး ဒါဆိုတော့ miscellaneous miscellaneous ဆိုတဲ့ဒီအာအနာယောဂတမျိုးပေါ့နော် miscellaneous ဆိုတဲ့အနာယောဂကအနာယောဂဘယ်ကနေဖြစ်လဲဆိုရင် species ဆိုတဲ့မျိုးစိတ်တစ်ခုမျိုးစိတ်တစ်ခု of the mobili virus mobili virus ဆိုတဲ့ဒါဒါအောင်တော့မြင်သားပြရပါမယ်။ဒါဆိုလဲ mycobacteria ကိုလည်းမြင်သားပြ၊ mycobacteria ဆိုရင် salvovis ဆိုရင်မြင်သားပြ။ မှာတခုရှိရ Human Immunodeficiency ကိုမြင်သားပေးကြမှာဘာဖြစ်လဲသူကတစောင်းရေးထားတဲ့စကလုံးတွေမဟုတ် ideal နဲ့ရေးထားတဲ့စကလုံးတွေမဟုတ်တဲ့အတွက်ကြောင့်တစောင်းရေးထားအမှန်သမျှပုံရင်းမှာတစောင်းရေးထားအမှန်သမျှကိုစောင့်ပုံပွဲမှာဖြစ်ရင်မြင်သားပေးရမယ်နောက်တစ်ခုကပါတယ်တခုချားရင်တစ်ဆက်တည်းမဟုတ်ရင်မြင်တစ်ချောင်းစီသားပြန်ဥပမာပြောပြမယ်ဆိုရင် mycobacterium တခုတာ tuberculosis ကိုတခုတာမှရအောင်ဒီမှာဆိုလဲ m ကလည်း mycobacterium ကိုယူဆရတဲ့အတွက်ကြောင့်သူ့ဘာလဲ m ကိုတစ်ချောင်းတာ office ကိုတစ်ချောင်းတာပြရပါမယ်နော် ဆိုတော့ဥပမာပြောရင် fibrio collari ကိုလည်း fibrio တချောင်းတား collari တချောင်းတားပြရမယ်။ဟောဆက်ပြောပါ miseri ဆိုတဲ့အကြောင်းဆက်ပြောပါ miseri ဆိုတဲ့ဒီအနာရောဂါ aspecific မျိုးစိတ်တစ်ခုဖြစ်တဲ့ ovary mobile virus mobile virus ရဲ့မျိုးစိတ်တစ်ခုကဒီ miseri ကိုဖြစ်စေတယ်။အဲ့ကောင်ကဘာအဆုတ်ဖွင့်လဲဆိုတော့ virus ဆိုတဲ့နောက်မှာဘာဖြစ်ပါလဲ။ virus အဆုတ်ဖွင့်ဖြစ်ပါတယ်။နောက်ကပါလဲ covid ဒီလိုက်ဒီ covid 19 covid ကဆိုလဲတဲ့သူ့ကိုဖြစ်စေရောဂါပေါ့ကပါလဲ corona virus ကအဲ့ virus ကဘာလဲ crown ပုံစံစောင်းတာနေတူလို့သူကဘာလဲ corona virus လို့သူခေါ်တယ် corona virus ကနေဖြစ်စေတယ်အဲ့ကောင်က virus ဆိုရင်တကယ်ဆိုဘာလဲ virus အမျိုးမျိုးဖြစ်ပါတယ်ဒီမှာဆိုရင် bacteria ကြောင့်ဖြစ်စေတာကနှစ်ခု protein ကြောင့်ဖြစ်တာကတစ်ခုတည်း virus ကြောင့်ဖြစ်တာဆိုပြီးတော့သုံးခုရှိပါတယ်ဗောနော်အာဒီဗီယိုနဲ့ပတ်အာမီဆဲလီဆိုတာဘာလဲဆိုရင်သူက အာဝတ်သက်ယောဂါဘာဖြစ်ပါလဲမီဆယ်ရီဆိုတာဘာလဲဆိုဝတ်သက်ယောဂါဝတ်သက်ယောဂါကအခုဘာလဲဆိုရင်ကလေးတွေဝတ်သက်ကာကွယ်စေဒိုးပဲဝတ်သက်ယောဂါပေါ့နော်သူကဘာလဲဆိုရင် movili virus ဆိုရဲအာ virus ကနေသူကဖြစ်တာအဲကြောင့်သူက virus ကဖြစ်တဲ့ကြောင့်သူရဲ့သူရဲ့ဒီဒီယောဂါပိုးရဲ့မိသားစုဝင်ကဘာလဲဆိုတိုက် organizing ဒီ organizing ဆိုတာဒီပေါ့ပတ်တိုဂျန်ရဲ့အမျိုးအစားပေါ့နော်သူကဖဲအမျိုးအားလေပေါ့ အဲ့အဲ့လိုမျိုးကိုသူကပြောပါလေဆိုတော့ virus ပါအဲ့ဆိုခုပြောနေကြဝတ်သက်ယောဂါဘာကြောင့်ဖြစ်လဲဆိုရင် virus ကြောင့်ဖြစ်တဲ့ယောဂါလေအခု video တွေကိုပတ်သက် video ရှင်းပြတာပဲပတ်သက်ပြောတော့မရှင်းတာရှိရဲအစားကြောင့်ဘယ်အကြောင်းမရှင်းလို့ရှိရင် comment မှာ mark ခဲ့ပြီးလို့ရပါတယ်အဲ dv ပြော gr ကိုတစ်ခေါက်ပြန်ဖတ်ပြောပါနော်ဒီအော်တစ်ခေါက်ပြန်ဖတ်ပြန်ပြီးတေချာချက်ပြီးတော့ရေးပြနေအောင်ကြိုးစားပါအာတာဘောနော်ဒီဇာတ်တက်တက်လဲမေးသလိုဇာတ်နဲ့ infectious disease နဲ့မေးတွဲပြီးတော့မေးပါတယ် အားလုံးကျေးဇူးတင်ပါတယ်ခေါ့နော်။ဒီလိုအပ်တာရှိတယ်တခြားတစ်ခုနဲ့ပတ်သက်သိချင်တာရှိရင်လည်းအောက်မှာ comment မှာရေးခဲ့ပြီးပြရပါမယ်။ဒီတော့ရှေ့ခန်းတွေကိုလည်း revision ကောင်းကောင်းလုပ်ပါနော်။